ထိုဆင့်ဆန်တဲ့လုပ်ရက်တွေကိုပုံမပြသသွားမယ်လို့မြောက်ကိုရီးယားကာကွယ်ရေးဝန်ကြီးကနိုဝင်ဘာ၈ရက်ကသတိပေးခဲ့ပါတယ်။မြောက်ကိုရီးယားရဲ့နောက်ဆုံးအကြိမ်ပဲထိန်တုံးကျည်ပြုလုပ်မှုကိုအမေရိကန်နဲ့တောင်ကိုရီးယားတို့ကဝေဖန်ခဲ့ပြီးတဲ့နောက်မြောက်ကိုရီးယားရဲ့သတိပေးချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။တောင်ကိုရီးယားကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်လာရောက်ခဲ့ပြီးတဲ့နောက်သတင်းတစ်ပတ်အကြာနိုဝင်ဘာ9ရက်မှာမြောက်ကိုရီးယားကပဲထိန်တုံးကျည်တစ်စင်းပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ညကိုရီးယားဟာဂျပန်ပင်လယ်လို့လူသိများတဲ့အရှေ့ပင်လယ်အတွင်းကိုအမျိုးမြင်မသိပဲထင်းထုံးကြီးပြင်လွှတ်ခဲ့တာဖြစ်တယ်လို့တောင်ကိုရီးယားပိုရင်စေဦးစီးချုပ်များအဖွဲ့ JCS ကပြောကြားခဲ့ပါတယ်။ထီထုံးကြီးဟာဂျပန်ရဲ့အစည်းအဝေးရေးရေပိုင်နဲ့အပြင်ဘက်ကိုကြားရောက်ခဲ့ပြီးထိခိုက်မှုတစုံတရာမရှိကြောင်းဂျပန်ဝန်ကြီးချုပ်ဆာနာအေတာကာအီချီကပြောပါတယ်။ မြောက်ကိုရီးယားဟာဒီဒုံးကျည်ကိုပျုံယမ်းမြို့တော်မြောက်ဖက်ကနေပြင်လွတ်ခဲ့တာဖြစ်ပြီးဒုံးကျည်ဟာကီလိုမီတာ900435မိုင်အကွာအဝေးအထိပြန့်တန်းခဲ့ကြောင်းတောင်ကိုရီးယားစစ်တပ်ကပြောကြားခဲ့ပါတယ်။အမေရိကန်ဟာတောင်ကိုရီးယားရဲ့လုံခြုံရေးကိုချင်းချောက်ဖို့၎င်းတို့ရဲ့စီးရင်လှုံ့ဆော်မှုတွေကိုပိုပြီးမြင့်တင်လာကြောင်းနဲ့ဒါဟာဒေတာရင်းနိုင်ငံရေးနဲ့စီးရင်တင်းမာမှုမြင့်တက်စေဖို့ဤရွယ်ချက်ရှိရှိလှုံ့ဆော်တာဖြစ်ကြောင်းမြောက်ကိုရီးယားကာကွယ်ဝင်ကြီးနိုကွမ်ချိုကပြောပါတယ်။ ကျွန်တော်တို့ကရန်သူတွေရဲ့ချင်းချောက်မှုကိုစန့်ကျင်တဲ့ပုံပြီးထိုးစစ်ဆန်တဲ့လုပ်ရက်တွေကိုပြသသွားမှာပါလို့노ကပြောကြားခဲ့ကြောင်းမြောက်ကိုရီးယားနိုင်ငံပိုင်း KCNA သတင်းအေဂျင်စီကဖော်ပြခဲ့ပါတယ်